ကဲတာဒနာပြုမင်းကြီးကနေပြည်တော်မှာဗလီတယ်လို့နော်ဘောမတွေအထူးသဖြင့်ပြည်တွင်းကဘောမတွေပေါ့နော်ဟောင်းလဲဟောင်းရှင်တယ်ဘောဆိုတတက်လုံးဒီဗလီအစ္စလမ်ဘာသာဝင်တွေကိုအကြောင်းပြပြီးတော့အဲပြည်သူအစိုးရတွေလက်ထက်တော့နီးမျိုးစုံနဲ့ပြဿနာရှာမီးမွေးခဲ့တာအခုလဲကြာတော့သူတို့ရဲ့တာဒနာပြုမင်းကြီးကိုတိုင် နေပြည်တော်မှာဗလီဆောက်လဲဆောက်ကိုဟောင်းလဲဟောင်းရှင်တယ်ဟောင်းလဲမဟောင်းရဲဘူးဟမ် ဟိုဖြစ်နေတဲ့အချိန်မှာပြပမှာရှိတဲ့ဒီကိုမောင်မောင်တို့နော်ဘာတို့ကသူတို့ကိုပြောတဲ့အချိန်မှာမခံမရနိုင်နေဖြစ်ပြီးတော့နော်ဟိုလူပတ်ရန်ဒီလူပတ်ရန်ဖြစ်နေကြတာမကြည့်ဝါးကြည့်လိုက်နော်ဒီအကြီးတဲ့မှာဗျ WWW ကိစ္စနဲ့ပတ်သက်လို့ဇလန်းစပြီလားဟုတ်ပါဦးကပြောပါဦးမင်းတို့ဌာနဆိုင်ရာစာရဖတ်ဆိုသူရဲ့ဘက်ကဇလန်းစပြီလားအခုဖြစ်ပေါ်နေတဲ့ဗလီကိစ္စနဲ့ပတ်သက်ပြီးတော့နော်လိုင်းပေါ်မှာပြောစုဝေဖန်ထောက်ပြနေတဲ့သူတွေကမှားတာလားမင်းတို့ဌာနဆိုင်ရာတွေကမှားတာလားဟမ် တောင်သူလယ်သမားတွေခြားယူကဒါဒါမှဒုပဖုံးကွာရဲ့လေဘူအစိုးရကနိုင်ငံတော်စီမံကိန်းအတွက်ဆိုပြီးတော့လယ်မြာမြေတွေကိုတိတ်နေမတန်တစီပြေနှစ်သိန်းတစ်ဧကောက်မှာနှစ်သိန်းသုံးသိန်းပေးပြီးတော့ဟိုအရင်တုန်းကရော်ချီတွေပေးခဲ့တယ်နိုင်ငံတော်စီမံကိန်းအတွက်ဆိုပြီးတော့ပြည်သူလူထုကနေပြီးတော့လက်ခံခဲ့တယ်ဟာအခုကျအဲ့ဒါတွေကိုအခွင့်အောင်းယူပြီးတော့ဒီစွန်နီတို့ရှီးအိုက်တို့မွတ်စလင်ကလားတွေအတွက်ဗလီကြီးတွေ ဆောက်လို့ပေးမယ့်အပေါ်မှာပြည်သူလူထုလည်းမခံဘူးလေကြွရသူကြွရသားတွေလည်းမခံဘူးလေမင်းတို့ပြည်ပြင်းသတင်းတွေစဉ်းစားတော့ကြည့်လေအဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ラインပေါ်မှာတင်နေတာအများကြီးပဲပြည်တွင်းအောင်ပြီးပါအောင်ဒါအဲဆွန်နီတို့ share လို့မဟုတ်ပါဘူးဆွန်နီတို့ Samsung လို့အတွက်ဒါတိရဘာလို့အစ္စလမ်ဘာသာဝင်တွေအကုန်လုံးထိကြတယ်အစ္စလမ်ဘာသာဝင်တွေအပေါ်ကိုစေတနာဖြူစင်လို့မင်းအောင်လိုင်းကဘလီဆောက်ပေးတယ်မှမဟုတ်တာနော်သူ့ရဲ့အတွက်သူ့ကိုဂျိုးအတွက်နော်အစ္စလမ်ဘာသာကိုခုတုံးလှုပ်တာအဲ့တော့ဒါကိုလည်းအစ္စလမ်ဘာသာဝင်တွေကအကုန်လုံးတိတယ် ုနေ့ကဆိုကျွန်တော်ရဲ့ TikTok အောက်ထဲမှာလားမသိဘူး live မှန်တိုင်း Instagram ပါတာဝင်တယောက်ကနော်အဲ့လိုပလီမျိုးတက်လည်းမတက်ဘူးတဲ့နော်ရှင်းနေတယ်ဘောင်းဆိုတော့ဒီကောင်လေးရဲ့ခင်းဆက်ဆက်ရုပ်မာတဲ့ဟာကို Instagram ပါတာဝင်နေကောင်းကောင်းတည်ပြီးတာနော်ဒီကောင်လေးဘာချိုးချိုးလဲဆိုတော့ဒီပါတာဝင်နေအကုန်ပြောစရာမလိုတည်ပြီးတာဟိုကြောင်ကြောင်ရအကောင်လေးရောရန်တိုက်ပေးနေတဲ့သူတွေအများကြီးတယ်အေးမြွချစ်မြို့သားကြီးသမားတွေဆိုတာကနော်သူများ6တိုင်းလဲမကြောက်တယ်လို့သူများမြောက်တိုင်းလဲမမြောက်ဘူးမင်းတို့သိထားဖို့လိုတယ်အခုကိစ္စကအချိန်မတော်အခါမဟုတ်နော် ဝှေ့ချုပ်နေပြီမိန်းကလေးတယောက်ကိုမေးစရာရှိလို့ပါဆိုပြီးတော့လဲဝေးစားပါယုံကနေပြီးတော့လာခေါ်ထားတယ်ခေါ်ထားပြီးအဲ့ဒီမိန်းကလေးတယောက်တည်းကိုမင်းတို့ဒီတိုင်းရုံးကိုဆက်ပြီးတော့ခေါ်သွားမယ်လို့ပြောတယ်နောက်ကနေပြီးတော့ဆရာတော်တွေစိတ်မချလို့ထွက်လိုက်လာတယ်မင်းတို့ခဏဆိုရင်ငါတို့ကတိတ်ကြောက်နေရတာကိုနိုင်ငံခြားကပြောပြောနေတယ်ဘောမဘောမလို့ပြောနေတဲ့ကောင်တွေတတိထားဘောမဆိုတာတက်တက်ရှိတယ်နိုင်ငံမှာအမျိုးသားအသမဆိုတာတက်တက်ရှိတယ်ထမိန်ကျုံဆိုတာတည်တန့်ရှိတယ်နော်အခုဗလီကိစ္စနဲ့ပတ်သက်ပြီးတော့ထောက်ပြဝေဖန်ပြောဆိုနေတာတွေဟာအမျိုးသားအသမတွေဘောလည်းမမအောင်ထမိန်လည်းမချုံဘူးဂျာနေပါရဓမ္မအာဓမ္မဟာဒါဂျာနေလားဟမ် ဂျားနေတယ်ဘယ်ကိုအောင်ကိုငုတ်ကြံသူစိတ်တိုက်ခင်ဗျားမင်းအောက်ကိုမင်းငုတ်ကြံဘာတွေ့တယ်ဂျားအလဲကောင်တက်ရပါတယ်အင်းနော်အဲ့ဒါပဲရှိတယ်ဂျားနေဆိုတာလေအဲ့ဒါပဲရှိတယ်ငုတ်ကြည့်လိုက်ဘာတွေ့တယ်ဟဲ့အဲ့ဂျားနေဆိုတာအဲ့ဒါပဲရှိတယ်ဂျားနေလို့မလုံနဲ့တိလားမင်းတို့ဘဘမှနေတယ်ဆိုတာတတိုင်းပြည်လုံးတကဘာလုံးတိတယ်နော်ဂျားနေလို့မလုံနဲ့တိလားခြုံထားတဲ့သင်္ကန်းကိုအားနာနော်မပူတဲ့တော်လိုင်းပြီးမင်းတို့အရေးကြုံနေအကုန်လုံးကိုတာတနာတန့်ရှင်းမှာအဲ့ဒီကြရင်ကြည့်နေ နှစ်ခုရှင်းလာပြီဆိုရင်ဓမ္မမျက်နှာကိုတစ်ခုပဲကြည့်တဲ့သူတွေနော်ခင်လာမောင်မောင်တို့ထိုင်းမှာရှိတဲ့ဟောင်စီတို့မစီတို့ပါငါဘာဆိုင်လို့လဲဟမ်ငါဘာဆိုင်ငါပြောတာရှင်းရှင်းလေးဟမ်မင်းတို့ဘောမှနေအတူတူပဲမင်းတို့ဟမ်မင်းတို့မင်းဂျားနေဆိုပြီးတော့လာပလောက်တဲ့မင်းတို့လည်းဘောမှပဲအဲ့ကိုမောင်မောင်တို့လည်းဘောမှပဲဒါပေမဲ့ကိုမောင်မောင်တို့ဘောမှတာစစ်တပ်မျက်နှာတစ်ခုတည်းကိုကြည့်ပြီးတော့ဒီနိုင်ငံအတွက်ဆိုတဲ့ဟာမျိုးနဲ့ဘောမှတာသူတို့ဘယ်စစ်ပေါ်ကြောင့်မှလိုက်မဖားဘူးမင်းတို့ကဘယ်စစ်ပေါ်ကြောင့်မှမင်းတို့ပြောရတာမဟုတ်ဘူးအပေါ်လေးလာမပြောနဲ့တိလား သတိထားကြ။အေးပြောချင်တာအခုလက်ဝိစားပါရောကနေတိုင်းရုံးကိုမေးစရာရှိလို့ဆိုပြီးတော့ခေါ်သွားမယ်။ဘယ်ကိစ္စအောင်မေးမှလဲ။ဟိုအခုတူအစတက်လာတာကအဲပလီကိစ္စအစပြီဆိုရင်စာဖတ်တယ်ပြောသလိုဘာလို့တက်လာတာ ဟမ်တကယ်ပဲစားအဖတွေစော်တော့မယ်အတိုင်အောင်မလို့အလှည့်ပြီးတဲ့ပြီးရောကိုမောင်မောင်နဲ့ကျွန်တော်လာမဲနေပါလားဟမ်ဘာမှမဆိုင်ဘူးမိတို့ပြောရမှာမြန်မာပြည်မှာပြောရမှာငါတို့ကဘာမှမဆိုင်ဘူးမောင်မောင်နဲ့လည်းမဆိုင်ဘူးကိုစီနဲ့လည်းမဆိုင်ဘူးတိကျငါတို့ကဘေးကနေမြင်တာပြောတာပဲရှိတယ်မိတို့မိတို့အချင်းချင်းဖြစ်နေတဲ့ပြဿနာဟမ်စောက်ပုလုံးချင်းလောက်တဲ့ဟာကိုမိတို့တွေမပြောရဲမဲ့ဘာလို့လောက်ကမတီးဖြစ်နေကြတာတိကျလားဘိုင်းပေါ်မှာတင်နေတဲ့မြို့ချလူငယ်အဖွဲ့ဆိုတာအဲ့ဒီကိစ္စတွေအတွက်မြို့ချလူငယ်တွေကအများကြီးပဲတနိုင်ငံလုံးတနိုင်ငံလုံးပဲ လူတိုင်းကကိုမျိုးကိုချစ်ကြတာပဲကိုဘာသာကိုချစ်ကြပဲကိုတာသနာကိုချစ်ကြတာအကုန်လုံးကမျိုးချစ်နေပြီပဲအဲ့ဒီကိစ္စရောမချနဲ့နော်တကယ်လူငယ်တွေအမျိုးဘာသာကိုတကယ်ချစ်တဲ့စိတ်နဲ့ယိုတားစွာနော်အရင်ကန်တဲ့ချစ်တဲ့စိတ်တဲ့လူငယ်တွေအများကြီးရှိတယ်အဲ့ဒါမှမျိုးချစ်အစ်စ် နော်မင်းတို့ကအရေခြုံပြီးတော့အချောင်လိုက်နေတာဘယ်လိုနဲ့ဘယ်လိုဝင်ရှားမလဲဘယ်လိုဖန်ပြီးရမင်းတို့လက်တက်ဆုပ်စာအစုကနော်အဲ့ဒါအဲ့ဒီမဆိုင်တဲ့တန့်ရှင်းတဲ့ကလေးတွေကိုတွားပြီးတော့အတုံးမချနဲ့နော် သူအမျိုးတုဘာသာကိုဖြစ်တဲ့ကလေးတွေတက်တက်နော်ဥစင်းနေဆိုတဲ့ဒလိုပဲနော်တကယ်နယ်တွေဘက်မှာရှိတဲ့ဥစင်းနေဆိုအမျိုးဘာသာကိုတန်ဖိုးထားတဲ့ဥစင်းနေနော်သူတို့ဘဒုဘုံမှာရံမရှာဘူးဘဒုဘုံမှာလည်းပြဿနာမရှာဘူးအမျိုးဘာသာကိုသူတို့တန်ဖိုးထားပြီးနေတာအဲ့ဒါမှတကယ်မျိုးချစ်နော်နေတော့လက်တဆုပ်စာအဲ့ဒီအရေဂျုံကဘာမျိုးချစ်တာမှမဟုတ်ဘူးအပေါ်တွေမပြောနဲ့နော်မဲသူကရောချိုက်သေးတယ်မဲရောချိတ်ဖို့ရောချိတ်ဖို့အဲ့နဲ့ပတ်သက်ပြီးတော့ဗျာခင်ဗျားတို့ကဟမ်ဟိုအနှွဲ့တဲ့မိမသားဆိုပြီးတော့မိမသားတယောက်ကိုလာပြီးတော့စတင်ပြီးတော့ခင်ဗျားတို့စပါရုံကနေပြီးတော့ ခေါ်တယ်ဆိုတာမြို့သားတူအခုဘလူပြောနေလဲဘလူပြောနေလဲစားဖောက်ပြောရလားကိုမမောင်ပြောရလားကျွန်တော်တို့ပြောရလားဘလူပြောရလဲအေးသမားတွေကိုနှစ်ရွက်သပင်းဆုပ်လိုက်တာပဲမပူနဲ့ခင်ဗျားတို့တဲ့တနေငင်းဒဇင်ပါရောက်လာလိမ့်မယ်နော်တနိုင်ငံလုံးမှာမြို့သားတွေမြို့ချစ်တွေရှိတယ်နော်မျိုးသားသမားတယောက်ကိုထင်တနိုင်ငံလုံးမှာရှိတဲ့မျိုးသားသမားတွေငြိမ်မနေဘူးငုံမခံဘူးတုံ့ပြန်မယ်ဆိုတော့ခင်ဗျားတို့သိသွားစေရမယ်ဟမ်အဲ့တော့လက်မျိုးလက်ဝဲမျိုးနဲ့စာပါကိုကျတို့တွေ လှမ်းပြီးတော့ဆက်သွယ်တယ်မင်းမြတ်နဲ့အခုတိုင်းရုံကိုခေါ်သားမယ်လို့ပြောတယ်အပြစ်မရှိဘဲနဲ့ကျတို့ရဲ့လူတွေကိုစကားတခွန်းမှဲ့တပေါက်တော့မစွန့်ပါစေနဲ့အဲ့လိုမျိုးစကားတခွန်းမှဲ့တပေါက်ဆိုရင်ကျတို့လေငုံမခံအချိန်ကာလအပြည့်စောင့်နေမှာလူအရင်ကျတို့ကိုယ်တိုင်တပြီးတော့ထိဆင်းမယ်ကဲအားလုံးကြားတဲ့အတိုင်းပဲနော်ဖြစ်နေတဲ့ပြဿနာဘာလဲဆိုတာအားလုံးလက်ထိတယ်နေပြည်တော်မှာဒီအစ္စလမ်ဘာသာဒီအတွက်ဗလီစောက်တယ်အဲ့တော့သူတို့ရဲ့အိမ်ဖြစ်ခံအမတ်လောင်းနေတယ် နော်အမတ်မတာလောင်းနေဘူးပေါ့သူတို့သူတို့မင်းအောင်နိုင်ရဲ့ရွေးကောက်ပွဲအိမ်ဖြစ်ကံအမတ်လောင်းနေကိုတောင်မှ လုံချိုရေးမပေးနိုင်တဲ့မင်းအောင်နိုင်က နေပြည်တော်ဗလီဆောက်တာလုံချိုရေးအထက်ထက်ချပြီးတော့စောက်ပေးတယ်ဒါကိုလည်းအစ္စလမ်ဘာသာဝင်တွေအားလုံးကလည်းတိတယ်ဘာဖြစ်လို့လဲဘယ်အစ္စလမ်ဘာသာဝင်မှငါတို့ကိုဗလီဆောက်ပေးရဲလို့မပြောကြဘူးဘာဖြစ်လို့လဲဒီကောင်တွေရဲ့လူယုံမာတွေရဲ့လောက်ရကိုအစ္စလမ်ဘာသာဝင်တွေကတိတယ်လေသူတို့လိုအပ်ချက်အတွက်အစ္စလမ်ဘာသာကိုအတုံးချတာ ချင်းချင်းလေးအဲ့တော့မင်းအောင်နိုင်ငံသူ့လိုအပ်ချက်တွေအစ္စလမ်ဘာသာကိုခုတုံးလုပ်ပြီးတော့အတုံးချတယ်တသက်လုံးဒီအစ္စလမ်ကိုတိုက်ခိုက်ပြီးတော့ပုတ်ခတ်လာတဲ့ဒီမျိုးရုပ်တွေကဘာလုံးလုံးလောက်ကမှမသိဘူးဘု து ့ဘောပဲလို့မဲရမှမသိဘူးအဲ့တော့ရှောက်မဲတာပေါ့မင်းအောင်နိုင်ကိုပြောချင်တာအမှန်မပြောရဘူးလေပြောပြချင်တာဖြစ်မှာပေါ့အဲဟိုကောင်လီတိုတိုနဲ့ပြင်ချမှာသူတို့အဲအဲဆိုတော့မပြောရတော့ဘာလုပ်လဲဆိုတော့အာအင်္ဂလန်ဖင်လန်မောင်မောင်ကဘာဖြစ်တာလို့ဟာထိုင်းရဟောင်စီကဘာဖြစ်တာလို့ ဘာမှမဆိုင်ဘူးဟမ်ကိုမမောင်နဲ့ငါတို့လည်းတဖွဲ့လည်းမဟုတ်တဖဲလည်းမဟုတ်သူကသူ့အတွက်စစ်တပ်အထောက်ခံတာငါတို့ကတော်လိုင်းပဲချမ်းရှင်းရှင်းပြောသူနဲ့ငါတို့လည်းဒါရံဘက်တွေပဲနော်ဒါပေမဲ့မောင်မောင်တို့ကတိုက်ခါရှိတဲ့ရံဘက်ဖြစ်တဲ့အတွက်ငါတို့ကလည်း respect ထားတယ်သူတို့ကလည်းကိုတွေကို respect ထားတယ်အဲ့တော့ဘာမှမဆိုင်တဲ့ဟာကိုလာမမဲနဲ့မင်းတို့ပြောရမှာပြည်တွင်းထဲမှာမင်းတို့အချင်းချင်းမင်းတို့အချင်းချင်းရှင်းရမှာပြအပြင်ကလူတွေလာမမဲနဲ့အင်းပြောချင်မောင်မောင်ပြောတာဘယ်နေရာမှားတယ် နစီပြောတာဘယ်နေရာမှာမဟုတ်မမှန်ပြောတယ်လာခဲ့လားအဲ့ဒါပဲပြော မောင်မောင်မဟုတ်မမှန်ပြောတာနောက်တယောက်ရှိသေးတယ်ဒီသူစိတ်သားမဲနေတဲ့တဲမှာနော်နော်သူ့ကိုချို့တရေပြောလေတင်ငန်းကိုအားနာပါတယ်အဲ့ဒီသူစိတ်သားသူတို့ဘက်အချင်းချင်းတော့ဘောမအချင်းချင်းတော့အဲ့ဒီကိုမောင်မောင်နဲ့အဲနောက်ဟိုမဟာပညာကျော်လားမသိဘူးအဲ့ဒီတယောက်ကိုလိုအဲ့ရှင်းပလိုက်ရမယ်ဆိုတဲ့စကားသာထွက်ပြောတာကဲအဲ့ဒါဘုန်းကြီးလား င်ငန်းကိုအာမနာနိုင်ဘူးဖယံမြတ်စွာဘုရားကတင်ငန်းကိုအာနာပါလို့မဟောတာဘူးဒေဝရမြေမြိုရတဲ့အချိန်မှာတင်ငန်းဝီကြီးနဲ့နော်ခဏနေပါဦးတင်ငန်းကိုအာနာပါတင်ငန်းလဲပါအောင်လှုပ်ထားတာမဟုတ်ဘူးနော်တင်ငန်းကိုခုတုံးလှုပ်ပြီးတော့သာသနာဖြတ်တာကသာသနာဖြတ်တာပဲလက်ခံပေးလို့မရနော်တန်ခါဆိုရင်တန်ခါဝီသီးနဲ့ညီအောင်တန်ခါအလောက်တန်ခါလှုပ်ဗုဒ္ဓဘာသာရဲ့တန်ခါဆိုတော့ပို့ဆိုးတယ်ဗုဒ္ဓဘာသာဆိုတော့ဘာသာတစ်ခုမဟုတ်ဘူး လောကတဘာဝအမှန်တရားတွေကိုမြတ်စွာဘုရားကဟောကြားဆုံးမခဲ့တဲ့အဆုံးအမတွေကိုလိုက်နာကျင့်သုံးလူတွေကိုဗုဒ္ဓဘာသာဝင်တို့ခေါ်တာနော်သူတို့အခုလုပ်နေတာဒီမြတ်စွာဘုရားအဆုံးအမအတိုင်းပြောဆိုနေထိုင်နေတာလားဒီမြတ်စွာဘုရားအဆုံးအမတွေရဲ့စန့်ကျင်ဘက်နေထိုင်နေတာလားဟမ်သူများဘာသာသွားရန်ရှာလိုက်နော်မဟာပညာကျော်ပြောတာရှင်းရှင်းလေးဘာသာတဏှာပြုတယ်ဆိုတော့သူများဘာသာသွားရန်ရှာတာဗုဒ္ဓဘာသာတဏှာပြုတာမဟုတ်ဘူးလေအဲ့ဒါကိုသူတို့နားတယ်ဟိုကပြောတာရှင်းနေတယ်လေအဲ့တော့ဒီပြည်တွင်းကဘောမတွေရဲ့ အနေထားကလေမှန်တာကိုပြောတဲ့လူမှန်းနဲ့သူတို့ယံလူဖြစ်နေတာ။နောက်ဘယ်သူပဲပြောပြောမျက်စွာဘုရားပြန်ပေါ်လာပြီးတရားဟောတာတော့မှဖျားတော်ပြန်ကလန်မဲ့ရုပ်လေ။မှန်တာပြောတဲ့လူမှန်းသူတို့သူတို့ယံလူနော်မဟာပညာကျော်ပြောတာရှင်းနေတယ်။ဒါကျွန်တော်တို့ရဲ့ဗတ်ချင်းသူကမဟုတ်တော့တာဘောမဆိုပြီးတော်နိုင်မကလူတတိယတော့ဆက်တဲ့လူတွေ။ဒါပေမဲ့ဒီလူတွေပြောတာအကူအကားနဲ့လက်တွေ့ကြကြတဘာဝကြကြတုံးထက်ပြသွားတာ။ဗုဒ္ဓဘာသာဆိုတော့ဘာတန်တနာပြန်ပေါ်ရင်ဘာပြန်ပေါ်လာလဲ။ ။အုပ်ပုံနေမဟုတ်ဘူးသာသနာပြန်ပွားရေးတော့ဗုဒ္ဓဘာသာမှာဟုတ်လားပရိယတိပရိပတိပရိဝေဒဒီ၃ရက်ကိုဘာလုပ်လဲအခုအခုသူစိတ်သားလို့ဟမ်ငပောက်လို့ပရိယတိပရိပတိပရိဝေဒဘာလုပ်လဲအဲ့ဒီတော့သူတို့လုပ်တယ်ပြောလိုက်မယ်နော်တနှစ်မှတနာရီတော့လုပ်တဲ့ဟာကိုလုပ်တယ်လို့ပြောလိုက်မယ်အဲ့တော့အဲ့ဒီသာသနာ၃ရက်ကိုကြင်ကြံအားထုတ်ပွားများကြိုးကုန်နေတာတဲ့သူများကိုပြဿနာရှာတာဘယ်ဟာကသူတို့အတွက်ပုံများလဲသူတို့အတန်တန်မှာဘယ်အချိန်ရပုံများလဲအဲ့ဒါအဖြေပဲအဲ့ဒါသာသနာပြုတာမဟုတ်သာသနာဖြတ်တာရှင်းရှင်းလေး အဲ့လိုသာသနာဖြစ်ပြီးအမျိုးဘာသာသာသနာဆိုပြီးဘာသာတွေမှောက်ကြရရင်တော့ကိုယ့်ကိုမှောက်အောင်မှာတိလားဘာသာမှောက်နဲ့ player စောက်ကြအောင်မှာနော်ရှင်းရှင်းလေးပဲတို့ကတော့လက်မခံဘူးငါတို့ရဲ့ဘာသာသာသနာဒီသာသနာ၃ရက်ပြန့်ပွားဖို့ဘယ်ရလာအဓိကမြန်မာပြည်မှာသာသနာပြန့်ပွားတာတွေပရိယတ်တွေပြိပတ်တွေစာတင်တိုက်တွေရလာတာနော်စာတင်တိုက်တွေကိုတို့တွေဘာဝင်းရတယ် ဟာငါတို့အမျိုးသားဓမ္မတွေအမျိုးဘာသာတိုးတက်ဖို့အတွက်လက်ရှိစာတင်တိုက်တွေအားကောင်းအောင်စာတင်တိုက်တွေမှာအေဂျင့်ဆိုတာတန်ခါတွေသတင်းတုံးပြီးတော့เนาะဒီပရိယတ်တွေပရိပတ်တွေကိုစူးစမ်းအားကောင်းအထောက်နိုင်အောင်ငါတို့တွေဘယ်လိုလုပ်ကြမယ်ဆိုရဲအလုပ်မျိုးကိုသူတို့ပြောတာကြားဘူးလားမြင်ဘူးလားအေးအဲ့ဒါအဖြေပဲရှင်းရှင်းလေးเนาะရှင်းရှင်းလေးအဲ့တော့အမျိုးဘာသာတိုက်တက်အောင်ပါစက်ကလုံရက်ကိုကြည့်เนาะအခုပညာမဟာကျွန်တော်ပြောထောက်ပြနေဆိုအဲ့ဒါတွေကိုထောက်ပြနေတာเนาะအဲ့တော့ကျွန်တော်တို့တိုင်းပြီမှာလား ော်လိုင်းရေးနိုင်ဖို့အရေးကြီးတယ်ဆိုတာအဲ့ဒါပြောတာအခုမင်းအောင်လှိုင်းကတူတူအတွက်နိုင်ငံတကာအတိမတ်ပြုမှုရအောင်ဘာလုပ်လဲဟမ်အခုသူတို့ပြောနေတဲ့ OIC OIC ဆိုတာအဲ့အဲ့ဒါတွေကစမင်းအောင်လှိုင်းကြောက်ကြတယ်ကြောက်ကြတော့ဘာလုပ်လဲနေပြည်တော်ကဗလီကောက်ဆောက်ပေးပြီးတော့နိုင်ငံတကာထောက်ခံမှုတွေရအောင်လိုက်လုပ်နေတာအစ္စလမ်ဘာသာကိုစေတနာရှိလို့မဟုတ်ဘူးเนาะအဲ့တော့ဒီလိုလူယုံမာတွေဟာဒီတိုင်းဒီမှာရှင်တန်ဝင့်ပေးတင်လားကြာရှုံးမှဖြစ်မှလားဒါပဲကျွန်တော်တို့ရှင်းတယ် အဲ့တော့တော်လာရင်ပြီးတဲ့နေ့အဲ့ဒီသာသနာအကုန်တန်ရှင်းကန်ဒီမှာเนาะကျွန်တော်အမြဲပြောသလိုဒုံလဘဝိတ္တာကအစတန်ခါဝိနီးနဲ့မနေနိုင်ရင်ဒုံလဘဝိပြီးပေါက်ပန်းလေးနဲ့ဖန်ထောင်ချပြည့်အဲ့လောက်ထိလောက်ကမှာမြန်မာပြည်မှာเนาะတချို့တွေရှိတယ်တော့ပတ်စံရှိလို့အလူလောက်တယ်ဒုံလဘဝိတ္တယ်ဟမ်တင်ငိုင်းတကားကနဲ့နေချင်လို့လှုပ်ချင်လို့ရင်နာစရာကြီးထားတယ်ရဒါကိုငယ်တဲ့အချိန်မှာမတိခင်မှာဒါဒီသာသနာနဲ့ပတ်သက်လို့စာပေတွေလင့်လာချိန်မှာအင်မတန်အတကြီးရဲ့အရာတွေဒါပေမဲ့အဲ့ဒါတွေသာစီလံမေးကြည့် အင်းငပောက်တို့ဒီသူစိတ်သားတို့တားဆီးတာမြင်ဘူးလားအမျိုးအမျိုးသားကြီးဆိုအမျိုးသားကြီးဆိုဒါတွေကိုတားဆီးရမယ်လမ်းပြရမယ်စုံးမရမယ်ညွန်ပြရမယ်ဒါပေမဲ့သူတို့ကတန်တန်မှာဘယ်အချိန်ကြီးပုံများနေလဲကြည့်ပါအဲ့တော့ကျွန်တော်တို့ကတိုက်ခိုက်တာမဟုတ်ဘူးနော်လွဲနေတဲ့အရာကိုလွဲလို့ပြောတာလွဲနေတဲ့အရာကိုလွဲလို့ပြောတာပြောတဲ့သူကိုမှားလားမှန်လားဆိုတာမတုတ်ပြန်မဲ့နဲ့လာမပြောနဲ့ဆိုတဲ့ဟာမျိုးနဲ့ပတ်ရမ်းနေဆိုရင်တော့ကိုယ်စင်ကိုတိပေါ့ဟုတ်တယ်မလားအဲ့တော့အဲ့ဒီမောင်မောင်တို့ ပညာမဟာကျော်တို့ဆိုတာတိတ်ခါရှိရှိနဲ့စစ်တပ်ကိုထောက်ခံဝင်ရတဲ့လူတွေတကယ်စစ်တပ်အမာခံထောက်ခံလူတွေသူတို့တတ်မတော်အတွက်သူတို့ဝင်ရတာနော်သူတို့ကိုပြည်တွင်းထဲကဒီငပေါ့တို့ပိုင်ရဲကိုတို့အဲ့ဒီအဲ့ဒီအောက်တန်းသားတွေလိုမျိုးဟိုဘာပဲလှုပ်လှုပ်ငါတို့စစ်ကောင်းဆောင်ဘာလှုပ်လှုပ်မှန်ပါတယ်မှန်ပါတယ်အောက်ကစောက်ယူတွေလိုစောက်ပေါ်တွေလိုထောက်ခံတဲ့ကောင်တွေမဟုတ်ဘူးဟမ်အခုအဲ့ဒီတွေကငါတို့အဖမင်းအောင်လိုက်ဘာလှုပ်လှုပ်မှန်ပါတယ်ဆိုတဲ့ကောင်တွေလေဒီနေ့စိုးဝင်းကမင်းအောင်နိုင်ကိုအာနာပိတ်လိုက်ကြည့် မနေ့ကညရင်အာအဲ့ဒီမင်းအောင်နိုင်ကလှုပ်ဖို့ကောင်းတာကြာပြီးဆက်သုံးမကြအောင်ငါတို့အဖအစိုးဝင်းမှဒါတကယ်ထားဖြစ်မဲ့ကောင်းပြီဟမ်ဒီကောင်းတွေအเจ้าလားရှင်းရှင်းလေးအဲ့တော့ကျွန်တော်တို့နိုင်ငံမှာလေလူယုံမာတွေကနိုင်တနိုင်ငံလုံးခေါင်းပေါ်တက်ပြီးချီးတက်ပါဖို့လုပ်နေကြတာဒါကြောင့်မလို့တော်လှန်ရေးဆိုတာလူတိုင်းနဲ့ဆိုင်တယ်ငါတို့တွေနိုင်ငံရေးကိုကင်းကွာလို့မရဘူးလူကိုလူလိုအုပ်ချုပ်နဲ့တိုင်းပြီးတစ်ဖို့အတွက်လူတိုင်းမှတောင်းဝင်ရှိတယ် ဘယ်နေရာကလုံနိုင်တယ်လုံနိုင်တဲ့နေရာကပေါဝင်ကြတယ်အဲ့လိုမလုပ်ပဲစက်ကြည့်နေမယ်ဆိုရင်တော့ခမားတို့မွေးတားလေးတွေတမီးလေးတွေဖြစ်တာနော်ကိုမီးလေးတွေမြစ်လေးတွေဖြစ်တာကိုတူတူမလေးတွေဖြစ်တာဖြစ်တယ်ဆိုလို့ရှိရင်ဒီလိုလူယုံမာတွေတစ်ချိန်မှာအောက်ဆိုးပြီးတိုင်းပြီးကမောက်ကမဖြစ်မဲ့တဲမှာကိုမျိုးဆက်ကိုထားပေးခဲ့နိုင်လားအဲ့ဒါလေးကိုတွေးပါနော်ကျွန်တော်အခုပြောနေတာပုံကိုကြီးလုံးဝမပါဘူးတကယ်အရှိအမှန်တရားကိုပြောပြတာပါရှင်းရှင်းလေးပဲအေးကျွန်တော်တုံးတဲ့စကားလုံးရိုင်းရင်ရိုင်းမယ်ကျွန်တော်မဟုတ်တာတော့မပြောတာတည်ကြတယ်နော်အဲ့တော့ ဟိုပြောချင်တာကဗျာကျွန်တော်တို့တိုင်းပြည်ခက်မဲ့နဲ့ငြိမ်းချမ်းဖို့လိုတယ်အဲ့တော့တိုင်းပြည်ငြိမ်းချမ်းဖို့အတွက်ဒီနေရာမှာအေးငြိမ်းဖို့အတွက်ဘာကြည့်လဲမီးမရှိမှဖြစ်မှာမီးခဲရဲနေတော့အဲ့နေရာမှာအေးငြိမ်းလို့မရဘူးအဲ့ဒီမီးခဲကဘဒူတွေကစရဲလေခက်ဆက်ဆက်ဘဒူတွေကြောင့်မီးတောက်ခဲ့တယ်အဲ့ဒါအဖြစ်အဲ့အဖြစ်သလုံးလေးကိုကြည့်ပါ